အလုံးမဲ့မိကလာပါကျမကတော့အစီရဲ့ထပ်ပဲဖြစ်ပါတယ်ဒီတပတ်တာအတော့တွင်ခရစ်တိုနယ်ဘယ်ကဒုကြဖြစ်စဉ်သတင်းတွေကိုတင်ဆက်မျှဝေသွားပေးပါမယ်ပရမဆုံးသတင်းတစ်ခုအနေနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာအောက်လွတ်တော်ဥက္ကဋ္ဌဟောင်းနန်စီပလိုစီအားစတော့ဈေးကွက်တင်တရားမဝင်အမျက်ထုတ်ခဲ့ပြီးအမေရိကန်ပြည်သူတွေကိုလိန်လေခဲ့တယ်လို့ပြင်းပြင်းထန်ထန်ပြောဆိုခဲ့ပါတယ် ဒီပြောဆိုချက်တွေရဲ့နောက်ခံအကြောင်းရင်းကတော့ပယ်လီစီမိသားစုဝင်များရဲ့စတော်ရောင်းဝယ်မှုများဟာဥပဒေပြည်ပြည်ဆိုင်ရာအဆက်လက်များကိုကြိုတင်ရယူပြီးအမျက်ထုံနေရဆိုတဲ့ကာလကြာရှည်အငင်းပွားမှုများအပေါ်ထရန့်ကထပ်မံဖိအားပေးလိုက်ခြင်းပဲဖြစ်ပါတယ်ယခုလိုဒေါ်နယ်ထရန့်ရဲ့ပြင်းထန်တဲ့ဆွဆွက်ချက်ကြောင့်လက်ရှိတွင်အမေရိကန်နိုင်ငံရေးပါတီကြီးနှစ်ခုအကြားပြတ်မှောက်မှုများကိုပုံမှန်မြင့်တက်လာစေနိုင်သလို နန်စီပယ်လိုစီရဲ့စတော့ရောင်းဝယ်မှုကိစ္စဟာလည်းပြန်လည်အာရုံစိုက်ခံရတဲ့အနေအထားကိုရောက်ရှိလာခဲ့ပါတယ်။ဒုတိယသတင်းအနေနဲ့ချင်းလင်းဟာဂျပန်နိုင်ငံဗန်နာရေးလုပ်ငန်းစုကြီးဖြစ်တဲ့ SBI Group ရဲ့ Digital လက်ယုံဖြစ်တဲ့ SBI Digital Market နဲ့မဟာဗျူဟာမြောက်ပူးပေါင်းလိုက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ထို့ပူးပေါင်းမှုရဲ့အဓိကရွေးချက်ကတော့ချင်းလင်းဟာ CCIB နီးပညာကိုအသုံးပြုပြီး trade fine နဲ့ defi အကြား tokenization assets ကိုလုံခြုံစွာလက်ပြောင်းနိုင်တဲ့ cross chain solution များကိုဖန်တီးနိုင်ရန်ဖြစ်ပါတယ်။ CCIB ကိုအသုံးပြုခြင်းအပြင် SBIDN သည် SS Tokenization နဲ့ Multi Chain လေပတ်မှုကိုအချိန်မြင့်တင်ပေးပြီးဂျပန်နိုင်ငံရဲ့ Digital ဈေးကွက်တွင်ဥဆောင်သူဖြစ်လာရန်ရည်ရွယ်ပါတယ်။ထို့ပြောမှုကကမ္ဘာအကြီးစားငွေကြေးအဖွဲ့အစည်းများဟာ Chainless CCIP ကိုစိတ်ဝင်စားမှုမြင့်တက်လာနေကြောင်းပြသနေတဲ့ခိုင်မာသောသက်သေတစ်ခုလည်းဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ခုအနေနဲ့ American သမ္မတ Trump ကနေပြီးတော့ဘိုင်းနက်ရဲ့ CEO ဟောင်းစီဇက်ကိုလူငင်းချမ်းသာခွင့်ပေးခဲ့ရမှာပြင်းထန်တဲ့ဝေဖန်မှုများထွက်ပေါ်လာခဲ့ပါတယ်။ ထုတ်ဝေဖန်မှုများအပေါ်အင်ဖြူရောကလည်းတရားဝင်ရှင်းလင်းချက် ထုတ်ပြန်ကြေညာခဲ့ပါတယ်။အင်ဖြူရောရဲ့ထုတ်ပြန်ကြေညာချက်အရစီဇက်ရဲ့အမှုကိစ္စတွင်နိုင်ငံတော်လုံခြုံရေးဗဏ္ဍာရေးတက်ရောက်မှုများနဲ့တရားဥပဒေစိုးမိုးမှုအပေါ်တက်ရောက်မဲ့ရှုထောင့်များကိုကြည်ကြဲပြင်းပြင်းစစ်ဆေးပြီးမှလူငယ်ချမ်းသာခွင့်ပေးခဲ့ကြောင်းဆိုပါတယ်။ယခုလိုအင်ဖြူရောရဲ့အလျက်နဲ့တုံ့ပြန်မှုဟာအမေရိကန်နိုင်ငံရေးတွင်ခရစ်တိုနယ်ပယ်ရဲ့အရေးပါမှုတိုးတက်လာခြင်းကိုပြသနေသလိုအမေရိကန်ရှိခရစ်တိုကိုင်ဆောင်သူတမောင်းများစွာကလည်းထိုလူငယ်ချမ်းသာခွင့်သည်စစ်ဆက်လို့နည်းပညာဆွေးနွေးတွေ့ရှင်သူများကို ဆက်လက်ထောက်ခံအားပေးကြောင်းပြသလိုတဲ့ရည်ရချက်လဲပါဝင်နိုင်သည်ဟုသုံးသပ်ကြပါရယ်။နောက်ဆုံးအနေနဲ့တင်ဆက်ပေးလိုတာကတော့ MBAC အချင်းဟာငွေကြေးပြဿနာများကြောင့်ဒီဝါလီခံသွားရပြီဆိုတဲ့ကောလာဟာလာများအိတ်မှာထွက်ပေါ်လာခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါရယ်။ထိုကောလာဟာလာများနဲ့ပတ်သက်ပြီးတော့ MBAC အချင်းဘက်မှလည်း၎င်းတို့ရဲ့ငွေကြေးအခြေအနေဒီခိုင်မာဆဲဖြစ်ကြောင်းအသွင်ပြသူများရဲ့ပိုင်ဆိုင်မှုအလုံးကိုအပြေအဝအမခံပါကြောင်းအတီလင်းထုတ်ပေါ်ပြောကြားလာခဲ့ပါရယ်။ Bruce Rosa data များအရအကြီးကပိုင်ဆိုင်မှုများရဲ့အရငွေ တဲ့ခိုင်နှုံးကြောထရှိထားပြီး market tree data တို့ကိုလည်းအသုံးပြုသူများစစ်ဆေးနိုင်ရန်အတွက်ထပ်မံ update လုပ်တော့မည်ဖြစ်ကြောင်းထပ်လောင်းကြေညာခဲ့ပါတယ်။ဒါတွေကတော့ဒီတစ်ပတ်အတွင်းမှာ crypto နယ်ပယ်မှာပြည့်ပြတ်ခဲ့တဲ့သတင်းတွေကိုစူးစစ်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုမှာလည်းပြန်လည်ဆုံတွေ့ကြပါမယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။